ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာမြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းစီးကိန်းပြိုင်ပွဲရဲ့အုပ်စုပွဲတွေရှင်ပြိုင်ကစားရမယ့်နေ့တွေနဲ့အချိန်တွေကိုပြိုင်ပွဲကျင်းပရေးကော်မတီကထုတ်ပြန်ကြေညာလိုက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မြမလက်ရွေးစဉ်အမျိုးသမီးအသင်းဟာဒီဇင်ဘာလ9ရက်နေ့ကိုရောက်ရင် အုပ်စုအဖွဲ့ပွဲစဉ်စတင်ရှင်ပြိုင်မှာဖြစ်ပါတယ်ခင်ဗျာမြမလက်ရွေးစဉ်အမျိုးသမီးအသင်းဟာအုပ်စုဖွင့်ပွဲစဉ်ကိုဖိလစ်ပိုင်နဲ့ကစားမှာပါ ဒီဇင်ဘာလ9ရက်နေ့ညနေ3:00နာရီခွဲအချိန်ကိုရောက်ရင်မြန်မာနဲ့ဖိလစ်ပိုင်တို့ရှင်ပြန်ကစားမှာဖြစ်ပါတယ်ခင်ဗျာမြန်မာလက်ရွေးစင်မျိုးသမီးအသင်းအတွက်ဒီပွဲဟာနောက်တစ်ဆင့်တက်ရောက်နိုင်ရေးစမီးပိုင်တွေကိုတက်ရောက်နိုင်ရေးအတွက်အဆုံးဖြတ်ပွဲစဉ်ဖြစ်ပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာပြီးခဲ့တဲ့အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလည်းဖိလစ်ပိုင်နဲ့တိုးဆူရဲကြောက်ခဲ့တဲ့အုပ်စုနောက်ဆုံးပွဲစဉ်ရှင်ပြန်ကစားခဲ့ရတယ်အဲ့ဒီပွဲစဉ်ကိုအသေးအတန်ကစားခဲ့ရပြီးတော့ တကိုးစီတေကြခဲ့ပါတယ်ခမရအာချပလာခြေစစ်ပွဲကြဆုံးခဲ့ပြီးတော့အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာဒုတိယနဲ့သာကျင်တ်လိုက်ရတဲ့မြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးသင်းဟာစီးကိန်းပြိုင်ပွဲမှာရလက်ကောင်းတွေရောက်နိုင်မှု စုဖွဲ့လေ့ကျင့်ပြင်ဆင်နေပါတယ်လက်ရှိမှာဆိုရင်လေစီးကိန်းပြိုင်ပွဲဝင်မဲ့မြန်မာလက်ရွေးစင်မျိုးသွင်းဘောလုံးသင်းကိုဂျပန်နိုင်ငံမှာစကန်းသွင်းလေ့ကျင့်ပေးနေပါတယ်ခင်ဗျာ မြမလိုက်ပြည်စင်မျိုးသမီးတင်းဟာစီးကိန်းပြိုင်ပွဲရဲ့အုပ်စုဖွင့်ပွဲစဉ်ကိုဖိလစ်ပိုင်နဲ့ရှင်ပြိုင်ပြီးရင်အုပ်စုဒုတိယပွဲစဉ်ဖြစ်မလေးရှားနဲ့ဆက်လက်ကစားပါလိမ့်မယ်မလေးရှားနဲ့ပွဲစဉ်ကိုတော့ဒီဇင်ဘာလ၈ရက်နေ့ညနေ၃နာရီခွဲမှာရှင်ပြိုင်မှာဖြစ်ပါတယ်ခင်ဗျအုပ်စုနောက်ဆုံးပွဲစဉ်မှာမြမအမျိုးသမီးတင်းရင်ဆိုင်မဲ့ပြိုင်ဘက်က DNN ဖြစ်ပါတယ်ဒီပွဲကိုတော့ဒီဇင်ဘာလ၁၇ရက်ညနေ၃နာရီခွဲမှာရှင်ပြိုင်မှာဖြစ်ပါတယ်ခင်ဗျ မြမလည်းပြည်စဉ်မြို့သမီးတင်အတွက်စီကိန်းအုပ်စုဟာအုပ်စုကျက်တဲ့သဘောမျိုးဖြစ်လို့နေပါတယ်တကယ်လို့အုပ်စုပုံဖြစ်ခဲ့ပဲအုပ်စုဒုတိယသာရရှိခဲ့ရင်စမီးပိုင်းထဲမှာမြမအမျိုးသမီးအသင်းရင်ဆိုင်မဲ့ပြိုင်ဘက်ကအင်ရှင်ထိုင်းဖြစ်သွားဖို့ရာခိုင်နှုန်းများနေပါတယ်ခင်ဗျစီကိန်းတိုင်ပွဲရဲ့အမျိုးသမီးဘောလုံးပြိုင်ပွဲတွေကိုထိုင်းနိုင်ငံရှွန်ဘူရီမြို့မှာကျင်းပသွားဖို့စီစဉ်ထားပါတယ်မြမလည်းပြည်စဉ်မြို့သမီးတင်ဟာစီကိန်းပြိုင်ပွဲရဲ့အုပ်စုအဆင့်ပွဲစဉ်တွေကိုဒီဇင်ဘာလ9ရက်ဒီဇင်ဘာလ10ရက်နဲ့ ဒီဇင်ဘာလ17ရက်နေ့ရဲ့ညနေ3:00နာရီခွဲအချိန်မှာရှင်ပြိုင်သွားမှာဖြစ်တဲ့ကြောင်းပြိသက်တွေကိုအတိအပြပြပြလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြိသက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ